ဒါမင်းညကတန်ဖုံးတီးပြီးတော့ဆန္ဒဖော်ထုတ်ကြတာတွေလှုပ်ကြတယ်။ဆန္ဒတွေထုတ်ဖော်ခဲ့ကြတယ်။တရုတ်ရဲ့ဆွတ်ဖတ်မှုကိုလည်းလုံးဝဒါကန့်ကွက်တယ်။စစ်ကောင်စီရဲ့ဝင်ရောက်လာမဲ့အခြေအနေကိုလည်းလုံးဝမလိုလောက်ဆိုတဲ့ပုံစံမျိုးနဲ့အခုလိုမျိုးဒါဖော်ထုတ်ကြတာပေါ့နော်။အဲ့ဒါလုံးဝဗျာတကယ်အားရစရာကြီးပေါ့နော်ဒါရိုက်ကော်ပရာနှစ်စီးမှတစည်းပြတ်ကြတယ်ဖြူမြုံနေတယ်မှာပေါ့နော်အဲ့တော့အခုဖြစ်စဉ်ကဒါကျွန်တော်တို့လည်းပျော်ရွှင်ကလွဲပြီးတော့မတက်နိုင်ဘူးပေါ့နော်ဘာမှမတက်နိုင်အောင်အမှန်တကယ်အားတော့မရဘူးဗျာနှစ်စီးလုံးဖြစ်လိုက်အောင်ပါ မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်သတင်းထုတ်တဲ့သတင်းကောင်းတွေအများကြီးရှိတယ်ပေါ့နော်စစ်ကောင်စီရဲ့သူ site တဲ့အတိုင်းပြန်ရိတ်ရိုက်တဲ့ဖြစ်စဉ်တွေလည်းရှိတာပေါ့လေနော်ဒါဂျိုင်ကိုဘရာနှစ်စီးတဲ့ဒစီးပြက်ကြတဲ့ဟာတို့ပြီးရင်ဒါစစ်ကောင်စီရဲ့ရုံမှမှုတွေကန်းကုန်လာတဲ့ဒါတရုတ်ဆောင်တွေနဲ့ဒါပြည်သူကိုရန်တိုက်ပေးတဲ့ဖြစ်စဉ်တွေဒါတရုတ်ဆောင်ဖူးဖွေးပေါ့နော်ဒါဖန်ခံရတဲ့ပြန်လွတ်တဲ့စတဲ့သတင်းတွေနဲ့ပတ်သက်တဲ့ဟာတွေပြီးတော့မိုးကုတ်မိုးကုတ်ကျွန်တော်ပြည်သူတွေဘလောက်ညီးတယ်လဲဆိုတဲ့ဟာကိုထပ်ပြီးတော့ပြနိုင်ခဲ့တဲ့ပြရုပ်တစ်ခု မိုးကုတ်မြို့ကပေါ့နော်ဒါတန်ဖုံးတီးတဲ့ပွဲအဲဥစားလဲတကယ်အားရစရာကောင်းတဲ့အခြေအနေမျိုးတကယ်တကယ်ကိုဟိုတွေးကြည့်ရင်ဗျာစက်သိန်းထားလောက်ဆရာကြီးပေါ့နော်အဲအကြောင်းနေလဲပါမယ်ပြီးတော့ကျတော့ဒါဒါစစ်တွေကြောက်ဖြူဒီဘက်ချမ်းတွေမှာဆေးလှုပ်ရှားမှုတွေပို့ပြီးတော့လှုပ်လာတာရှိသလိုမောင်တော်ဘက်ချမ်းမှာလည်းအာဆာရဲ့အန်ရယ်ပေါ့နော်ဒါကိုဒါရင်ဆိုင်နေရတဲ့အေရဲ့အကြောင်းနေလဲပါမှာဖြစ်တယ်အဲ့တော့ပထမဆုံးကြာကျွန်တော်မိုးကုတ်နဲ့ပတ်သက်တဲ့ဟာကိုစလိုက်ခြင်း ਨੇ ဒါလို့ဆိုတော့တကယ်လဲအားရလို့ပေါ့နော်မိုးကုတ်နဲ့ပတ်သက်လို့ ဒီအထက်မှာတော်တော်များများလည်းစိတ်ဝင်စားကြရရှိသလိုမိုးကုတ်မှာဖြစ်နေတဲ့အပြောင်းလဲတွေထူးခြားမှုတွေဖြစ်စဉ်တွေကလည်းစိတ်အားတက်ကြွစရာတွေအများကြီးပါတယ်ဗောနော်အခက်ခဲတွေကြားတွေကနေပြီးတော့ဒါတပ်ဖွဲ့တွေကဘလို့တွေပြင်ဆင်နေသလဲဘလို့တွေလူလူနဲ့ပေါင်းဆက်ပြီးတော့လှုပ်ဆောင်နေသလဲလူလူကတပ်ဖွဲ့ရဲ့နောက်မှာဘလောက်ထိဒါနောက်ခံအနေနဲ့ဗောနော်အားပေးကူညီမှုတွေရှိသလဲ ခွန်အားတွေဖြစ်စလဲဆိုတဲ့အကြောင်းနေလေဒီရက်ထဲမှာအများကြီးတွေ့ရတာပေါ့နော်အဲ့တော့မိုးကုတ်ကဒါတရုတ်ရဲ့ဆွတ်ဖတ်မှုနဲ့ပေါ့နော်ဒါပြန်ပြီးတော့ဒါစစ်ကောင်စီစီကိုပေးရမယ့်အခြေအနေမျိုးဆိုတဲ့ပုံစံဖြစ်နေတာပေါ့ဗျာအဲ့တော့မိုးကုတ်မျိုးနေပြည်သူတွေကဒီဥစ္စာနဲ့ပတ်သက်လို့မကျေနပ်ဘူးမကြိုက်ဘူးလုံးဝကိုကန့်ကွက်တယ်ဒါကိုသဘောမတူပါဘူးစစ်ကောင်စီပြန်ဝင်လာမှလည်းသဘောမတူဘူးမိုးကုတ်ကိုပြန်ပြီးတော့စစ်ကောင်စီတီပေးရမယ်ဆိုရင်လည်းသဘောမတူဘူးဆိုတဲ့အကြောင်း အဲဥစားနဲ့ပတ်သက်ပြီးတော့ဒါမင်းညကတန်ဖုံးတင်းပြီးတော့ဆန္ဒဖော်ထုတ်ကြတာတွေလုပ်ကြတယ်ဆန္ဒတွေထုတ်ဖော်ခဲ့ကြတယ်တရုတ်ရဲ့ဆွတ်ဖတ်မှုကိုလည်းလုံးဝဒါကန့်ကွက်တယ်စစ်ကောင်စီရဲ့ဝင်ရောက်လာမဲ့အခြေအနေကိုလည်းလုံးဝမလိုလောက်ဆိုတဲ့ပုံစံမျိုးနဲ့အခုလိုမျိုးဒါဖော်ထုတ်ကြတာပေါ့နော်အဲ့ဒါလုံးဝဗျာတကယ်အားရစရာကြီးပေါ့နော်အဲ့ဟိုးရှေ့ပိုင်းကာလကအခြေအနေတွေကိုပြန်ပြီးတော့မြင်အောင်မိလိမ့်မယ်ထင်ပါတယ်ဒါအစောပိုင်းကာလပေါ့နော်စစ်ကောင်စီကိုလုံးဝပြည်သူလူထုကလုံနိုင်တဲ့အပိုင်းတွေအကုန်လုံးတယ်ဆန္ဒပြတာတွေလုံတယ်ညဆိုရင်တန်ဖုံးတွေတီးတယ်ပေါ့နော်အာရက်ွက်တွေဆိုစူးညံ့နေတာပေါ့နော် အဲ့လိုပုံစံကျွန်တော်ဆိုရင်လည်းဒါကျွန်တော်တိမ်းရှောင်နေရတဲ့အချိန်တုန်းကပေါ့နော်အဲ့ကာလအထိကိုပဲဒါတန်ဖိုးတီးတဲ့ဖြစ်စဉ်တွေရှိတော့တခါတကြရင်ဝင်ပြီးတော့ဒါတီးခဲ့ရရှိတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာရဲ့ခန်းစားချက်ကြီးရလဲဒါမတူဘူးဗျာဒီဘာနဲ့မှမတူဘူးပေါ့နော်အတိကတော့အဲ့လိုမျိုးဒါ ပြည်သူလူထုကတက်နိုင်တဲ့အပိုင်းတွေမှာပါဝင်နေသေးတယ်စစ်ကောင်စီကိုဘလို့နီးနဲ့မှလက်မခံဘူးဆိုပြီးတော့ပြခဲ့တယ်ပြရုပ်တခုပေါ့နော်ဒီတံမုံတီးတဲ့ဟာပေါ့နော်အဲအကြောင်းလို့ဒါကဘာကျော်တပ်ပုံတွေပါတယ်မှတ်တမ်းတွေတောင်ရှိသွားခဲ့တယ်တကယ်ကိုပဲဒါတန်အိုးတွေတဲအိုးတွေအဖုံးတွေပါတယ်ဆိုရင်ပိန်လိန်နေတဲ့အထိကိုပေါ့နော်လမ်းမပေါ်မှာထွက်ပြီးတော့တီးနေတဲ့တပ်ပုံမှတ်တမ်းတွေဆိုရင်အများကြီးပဲရှိရပါတော့အဲ့တော့အာနာသိက္ကာလအစောပိုင်းကဒါပြည်သူတွေရဲ့ခံစားချက်ထုတ်ပေါ်ခဲ့တဲ့အခြေအနေကိုပြန်ရောက်သွားသလိုပဲပေါ့နော်မိုးကုတ်မြို့ရို့ညဘက်ကြီးဒါဒေါက်တာဆိုးသူကဆိုရိုက်ထားတဲ့ပုံတင်ထားတဲ့ဗီဒီယိုထဲမှာပေါ့နော် လုံးဝဆူညံပြီးတော့เนาะအဲ့မှာတက်ဖွဲ့တွေကလည်းပြောကြတယ်အဲ့လိုဖြစ်နေအောင်မှာအဲ့လိုဖြစ်နေအောင်မှာအဲ့လိုအဲ့လိုမျိုးပုံစံမျိုးနဲ့ဒါနောက်ကနေထောက်ခံတဲ့ဟာတွေရောပေါ့เนาะပြည်သူလူထုရဲ့ဟိုအော်ပြတဲ့ချိန်မှာစက်သိန်းနေပါထားလောက်တဲ့အထိတကယ်ကိုဝမ်းသာအားရစရာကြီးပေါ့เนาะအဲ့အဲ့တုန်းကတော့ဒါဆောပိုင်းကာလတုန်းကတော့ဟုတ်တယ်ဒီဆန္ဒပြကာလတွေတုန်းကတော့မနေ့ဆိုဆန္ဒပြတယ်ညဆိုရင်ဒီလိုမျိုးတံပုံးတွေတီးတဲ့အားဆက်ကောင်းစီကလာပြီးဟိုကားပြစ်ခွက်တရားတွေပြစ်ဖောက်ဒီလိုပုံစံမျိုးနဲ့လှုပ်တဲ့ချိန်ကျဟာငြိမ်သွားပြန်ပြီလူလူကအဲ့လိုမျိုးပေါ့နော် ပုံကြတဲ့စစ်ကောင်စီကအဲ့လိုမမတ်ရဲအောက်ကနေဆဲဆိုပြီးတော့တိုက်တွေပေါ့လှမ်းပစ်တာလေတော့ရှော့လုတ်ခဲ့တဲ့အချိန်တွေရှိတာပေါ့ဗျအဲ့တုန်းကတော့ဟုတ်တယ်ပြည်သူလူထုကိုကာဝယ်ပေးမဲ့သူမရှိဘူးတကယ်မရှိဘူးပြည်သူကကြောက်ရတယ်ဗျဒါပေမဲ့အဲ့လိုကြောက်ရတဲ့ဂျားတွေကနေပြီးတော့ကိုပဲဒီလက်နက်တွေကင်ထားတဲ့ကောင်တွေကိုရတဲ့နီးနဲ့တော်လန်ခဲ့တာမင်းတို့ကိုလက်မခံဘူးကွာဆိုပြီးဗဇက်တွေနဲ့မဆဲတော့ဘဲနဲ့ဟုတ်တယ်တန်ဖုံးတွေတီးပြီးတော့ဗောနော်ဒါဒီလိုမျိုးဆန္ဒတွေဖော်ထုတ်ခဲ့ကြတာဗောနော်အဲ့တုန်းကတကယ်ပြည်သူကိုကာဝယ်ပေးမဲ့သူကမရှိခဲ့ဘူးဒါပေမဲ့အခုလက်ရှိအချိန်တွေက PDF တွေရှိလာပြီ ပြည်သူကိုကာကွယ်ပေးမဲ့သူတွေရှိလာပြီခုနကတော့အခြေအနေတွေတော့တူတော့တူတယ်ဒါပေမဲ့အခုချိန်မှာကွဲပြားလာတယ်ရောရှိလာပြီပေါ့နော်အခြေအနေတွေကပြောင်းလဲလာပြီအဲ့တုန်းကစန္ဒပြတဲ့အချိန်မှာမမတ်ရန်စော်ကားခဲ့တဲ့အတွက်လှုပ်ခဲ့တဲ့အတွက်ပြည်သူကိုတတ်ဖြတ်ခဲ့တဲ့အတွက်ပြည်သက်တွေဖြစ်နေဒါပြောင်းလဲလာတဲ့ပြည်သူတွေကလည်းအများကြီးရှိလာတော့အခုချိန်မှာပြည်သူကိုပြည်သူကကာကွယ်နိုင်မဲ့အဆင့်နေထိရောက်လာပြီပေါ့နော်အဲ့တော့ဒီမိုးကုံမြို့ကတံမုံတီးတယ်ဆိုတဲ့ဟာကဒါရှိကကာလတွေကိုတော့ခန်းစားချက်တွေပြန်ပြီးဖြစ်စီတယ်ဆိုပေမဲ့လက်ရှိအခြေအနေအရအရင်လိုတော့မဟုတ်တော့ဘူးမတူတော့ဘူးပေါ့နော်မင်းလာခဲ့လာခဲ့မင်း မင်းတို့ကိုတနက်ကင်ပြီးတော့ပြန်ဖြုံးရအောင်နေရှိတယ်ဆိုတဲ့ပုံစံမျိုးဒါပြောပြောတဲ့စကားတွေအရာဆိုရင်များသိရမလားမကြောက်လို့ရမလားငါတို့မှလည်းကြောက်နေတယ်ဆိုတော့အဲ့ဒီအဲ့ဒီပုံစံတိုင်းဖြစ်နေပြီပေါ့နော်ပြီးတဲ့တက်ဖွဲ့တွေကအဲ့လိုမျိုးတွေတွေ့ရတယ်ပြီးတော့ဒါလူလူကလည်းတာဝန်ကျေတာတက်ကိုပူနေတာတွေ့ရတယ်အဲအဓိကတော့ငါတို့မျိုးငါတို့ပိုင်နေဆိုတော့ဆန္ဒဖော်ထုတ်မှုမျိုးကိုကြသိမ်းထားစရာမြင်တွေ့ကြရတာဖြစ်တယ်ဒီလိုဆန္ဒဖော်ထုတ်တော့ဘာဖြစ်မှလဲဆိုပြီးတော့စစ်ကောင်စီဘက်ကကောင်းနေပြောတာရှိတယ်ပေါ့နော်အဲ့တော့သူတို့ပြောတာအဲ့လိုမျိုးဆန္ဒဖော်ထုတ်လိုက်တော့အဲ့လိုတန်မုံတီးလိုက်တော့ငါတို့ဘက်ကဘာဖြစ်မှလဲ ဘာဖြစ်ရမှာလဲမင်းတို့ဘက်ကစောက်ရက်ခွဲတာပေါ့ပြည်သူလူထုကမင်းတို့ကိုဒီလိုမျိုးဆန္ဒရှိတယ်မင်းတို့တွေဝင်လာမအောင်မလိုလားဘူးဆိုတဲ့ပုံစံမျိုးနဲ့တန်ဖိုးနေတီးကြတဲ့ဟာကမင်းတို့စောက်ရက်ရှိတယ်ဆိုရင်မင်းတို့သိပေါ့မင်းတို့နာပေါ့ပြီးတော့မင်းတို့ဒီနေရာတွေကိုဘုံကျဲမယ်ဆိုပြီးတော့ပြောတာရှိတယ်ပေါ့နော်ကျဲပေါ့မင်းမဟုတ်လဲကျဲနေတာပဲမင်းတို့ဒီနေရာတွေမှမဟုတ်ဘူးကျန်တဲ့နေရာအကုန်လုံးကိုမင်းတို့မမှန်ရန်လုပ်နေတာပဲပေါ့နော်အဲဒါဆိုတော့လူတို့ကမင်းတို့ကိုမလိုလားပါဘူးဆိုတဲ့ဆန္ဒရှိနေတဲ့အခြေအနေမှာတော့မှပဲမင်းတို့တွေဘုံကျဲတယ်ဆိုရင်လည်းကျဲ အဲဒါပေမဲ့ဒါအဲ့လိုမျိုးဘုံကျဲတာတော့မှပဲလူတို့ကမင်းတို့ကိုရှုံးပေးသွားမှာမဟုတ်ဘူးလက်မြောက်သွားမှာမဟုတ်ဘူးဆိုတဲ့ဟာကိုလည်းမင်းတို့သိအောင်ပြောပြအောင်ပေါ့နော်အဓိကတော့ဒါဒီစစ်ကောင်စီကအခုလိုမျိုးပေါ့နော်ဒီလိုဆန္ဒတွေဖော်ထုတ်နေတဲ့ကြားထဲကမှအခုလိုမျိုးမယိုင်းနဲ့ဆုပ်ပဲတဲ့လောက်ရက်တွေလှုပ်လာတယ်ဆိုလဲသူတို့ရဲ့မယိုင်းမှုတွေဆုပ်ပဲမှုတွေကပို့ပြီးတော့ထင်ရှားသွားတာပေါ့နော်အဲ့တော့နောက်ဆုံးညာဒါကျွန်တော်ပြောရရင်မြို့ကိုရရင်ရမှာပေါ့နော် နောက်ဆုံးဒါပြည်သူရဲ့ထောက်ခံမှုပြည်သူရဲ့ချစ်ခင်မှု ပြည်သူရဲ့လိုလားမှုကိုတော့တို့ဘယ်တော့မှမရအောင်ပြည်သူရဲ့အသေးနှလုံးထဲကချစ်ခင်ပါတယ်ဆိုတဲ့ဟာမျိုးကိုတော့တို့ဘယ်တော့မှမရအောင်ပြည်သူလူထုကဘယ်တော့မှတို့ကိုထောက်ခံမှာမဟုတ်မျိုးရရရသွားအောင်မယ်နောက်ဆုံးဂုံဂုံပြောတာပေါ့နော်အဲဒါပေမဲ့ဒါအဆုံးထိပြောလိုက်ရဒါပေမဲ့တေးကြတယ်ဒီကောင်နေမျိုးကိုရဖို့လဲလွယ်လွယ်ကူကူတော့မဖြစ်ဘူးတေးကြတယ်ဘာဖြစ်လို့လဲဆိုတော့အခုမိုးကုတ်မှာဖြစ်ပြက်နေတဲ့ဖွဲ့စည်းမှုကြီးစီးလုံးမှုကြီးကတကယ်ဘယ်နေရာမှာမှကိုမမြင်တွေ့ဘူးတဲ့ပုံစံမျိုးတွေမြင်နေရတာ ဘာမှတခြားနေရာကနေမထိဆက်ဘဲနဲ့ပေါ့နော်နေပြင်းချင်းလုံးဝမထိဆက်တဲ့နေရာတွေကအဖွဲတွေကစသွားပြီးတော့ကူညီပေးဖို့ကာကွယ်ပေးဖို့သွားနေကြတာရှိတယ်ပေါ့နော်ပြီးအဲ့ထဲမှာကျွန်တော်တို့ဒါရင်းနှီးတဲ့တပ်ဖွဲ့တွေအများကြီးပဲပါတယ်အဲ့တပ်ဖွဲ့ဆိုရင်လေဒီမြို့မှာဒီလိုမျိုးပါဝင်ပြီးတော့ကူညီရတာဂုံယူတဲ့အကြောင်းကျွန်တော်တို့စီကိုလမ်းပြီးတော့ဆက်သွယ်ကြတဲ့အခါကိုရီပါချက်သိမ်းထားရတယ်ပေါ့နော်ကိုကြီးညီတို့တော့အဲ့နေရာကိုရောက်နေပြီမိုးကိုကိုရနေရောက်နေပြီပေါ့နော်ကျွန်တော်တို့စစ်ကောင်စီဝင်လာတဲ့အခါမှာကျွန်တော်တို့အစွမ်းကုန်ကာကွယ်မှာဘာဖြစ်နေ냐ပဲအဲ့လိုမျိုးပြောလာတဲ့အခါကျတော့ ဟာတကယ်ချီးကျူးလေးစားရချို့ဖွဲ့တယ်ဆိုရင်ဗျာတကယ်ပြောရင်သူ့အန်နဲ့သူတော်မှာသူတို့နေရသူတို့ဒေတာမှာဗောနော်သူတို့တိုက်ခိုက်ဖို့အတွက်ဒါပြင်ပြင်မှန်ဆင်းဆင်းရဲလုံနေကြရတာဗျာပြောရမယ်ဆိုဒါမပြေစုံမှုတွေအဲ့လိုပဲလိုအပ်ချက်တွေဒါမျိုးပုံစံမျိုးတွေနဲ့လုံနေကြဒါပေမဲ့ခုနလိုနေရာမျိုးတိသွားပြီးတော့ကာကွယ်ရမယ်ဆိုရင်လည်းသူသွားကြတာပဲသွားမယ်ဆိုတဲ့စိတ်မျိုးနဲ့ပါနော်ဒါကငါတို့အားလုံးနဲ့ဆိုင်နေဆိုတဲ့ပုံစံမျိုးနဲ့သွားကြတာအဲ့ဒါကြီးကအားရစရာကောင်းတာ ကိုလို့လာပြောရရှင်ပါလေကျွန်တော်ကဝမ်းသာတာပေါ့နော်ကိုကြီးညီလေးတို့ရောက်နေပြီအဲကျွန်တော်လည်းဒီထဲမှာပါတယ်ဟာကိုကျွန်တော်ဒီဒီဘက်ဒီမှာကျွန်တော်တို့လည်းဖြုတ်မှာလာရဲလာခဲ့စမ်းအဲ့လိုပုံပုံစံမျိုးနဲ့ပေါ့နော်အဲ့တော့ကျတော့ဒီစီးလုံးမှုကြီးဒီညီညွတ်မှုကြီးဟာတခါမှကိုမဖြစ်ဘူးတဲ့ပုံစံမျိုးအခုအဲ့မိုးကုံမှာစုဖွဲ့ထားတာပေါ့နော်အဲ့တော့ထုတ်ပြန်ချက်တွေလည်းတောက်လျှောက်ရှိလာတယ်ဒါမရီယာဘက်ကအဖွဲ့တွေဆိုရင်လည်းဒီရက်ထဲမှာပေါ့နော်ရှင်းသမျှစစ်အင်အားစစ်တီအင်အားအကုန်သုံးပြီးတော့ထိမ့်ချုပ်ထားတဲ့နေမြေတွေကိုကာကွယ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ထုတ်ပြန် ထုတ်ပြန်ချက်တွေအကုန်လုံးอ่ะဗျာပြည်သူအားရစရာတွေကြီးပဲပေါ့เนาะအဓိကတော့ပြည်သူကျင်နေစရာတွေကြီးပဲဟိုဘာပဲဖြစ်ဖြစ်ဗျာငါတို့ကိုကူညီမယ်ငါတို့ကိုကာကွယ်မယ်ငါတို့ကိုကာကွယ်နိုင်တဲ့အဖွဲ့တွေခုလိုမျိုးငါတို့ရှိမှာအများကြီးရှိတယ်ဆိုတဲ့အသိအရာပြည်သူကိုဘလိုပဲဖြစ်ဖြစ်ပေါ့เนาะဆေးရတက်ကြွစီတယ်အဲ့တော့ဘလိုပဲဖြစ်ပြည်သူကလည်းပြန်ပြီးတော့ကူညီတာတွေရှိတယ်ပေါ့เนาะ အဓိကဒါကိုအနည်းကလိုမျိုးပေါ့နော်ဒါဆောင်းနေပါးတွေအနှွေးတွေတွေလိုက်ပြီးတော့စူဆောင်းပေးတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့ချိန်မှာဒီကောင်တွေကဘလောက်ထိမိုင်ရမ်းတယ်လဲဆိုတော့ပြီးမှတော့ပြည်သူပြည်သူမလုံနေတဲ့ဘုံကျဲမှာဘာဖြစ်လဲညာဖြစ်လဲမင်းတို့ကအမြဲတမ်းအဲ့လိုမျိုးယုံမှာဖို့ပဲစဉ်းစားနေတာမခုမင်းတို့အခုကျဲလိုက်တဲ့နေရာတွေမှာကြည့်ကြည့်လိုက် PDF တက်ဖွဲ့တွေကြာဆုံးနေဆိုတာပြည်သူတွေပို့ပြီးတော့ခံစားကြပြည်သူတွေပို့ပြီးတော့တည်ကြမင်းတို့လုံနေတဲ့လုံရက်တွေကပြည်သူပြည်သူကိုမပြောကျင်စရာအကြောင်းကိုမရှိဘူးပြည်သူကြည့်ပဲမင်းတို့ကနှိမ့်ဆက်နေကြတာပေါ့နော်အဲ့တော့အဲ့ဥစ္စာကြီးကိုမင်းတို့ကအရသာခံပြီးပြောနေရမင်းတို့စောက်ပစက်တွေစောက်ရက်လည်းမရှိဘူးတကယ်ပြောတာ ဲ့တော့ဘလို့ပဲဖြစ်ဖြစ်မိုးကိုရအခုလက်ရှိအခြေအနေကပါနော်ဟိုလုံးဝစစ်ကောင်စီကိုလုံးဝဒါမလိုလားဘူးပြီးရင်တရုတ်ရဲ့ဆွတ်ဖတ်မှုကိုလုံးဝမလိုလားဘူးပြီးတော့ကြတော့ပြည်ရဲ့တပ်ဖွဲ့တွေကိုအဲတက်နိုင်တဲ့အပိုင်းတွေကလည်းကူညီမယ်ဆိုတဲ့လူထုရဲ့ထောက်ခံမှုတွေအများကြီးတွေ့ရတယ်ပြီးတော့လူထုကဆန္ဒဖော်ထုတ်တဲ့ဟာတွေကိုကြောက်ခမန်းလေးလေးတွေ့ရတယ်ဒါနောက်ရက်တွေလည်းဒါဖြစ်လာဖို့ဆက်ပြီးတော့လှုပ်ဖို့ရှိနိုင်ချေရှိတယ်ပေါ့နော်ဒါသတင်းတွေမှာလည်းတွေ့ရလိမ့်မယ်အဲဒီတက်ပို့ပြီးတော့အချိန်နေပို့ပြီးတော့အားကောင်းလာလိမ့်မယ်ပြည်သူတွေကညီလုံးလို့ပေါ့နော်အချိန်တောင်မှဒါအရင်ညှိနှိုင်းစရာမလိုလိုက်ဖဲနဲ့ ဒီလိုပုံစံမျိုးနဲ့ထုတ်ပေါ်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့တန်ဖိုးတီးဒီဥစ္စာကိုတခြားစောင့်ကြည့်နေတဲ့အခြားဒီဒီကျောင်းနိုင်ငံရဲ့အရေးကိုစိတ်ဝင်စားတဲ့သူတွေကလည်းဒါတွေကိုမြင်တွေ့ဖို့လိုတယ်အားကြည့်လိုက်ပေါ့နော်သူတို့ကသူတို့အာဏာကိုအတင်းလူယူထားတဲ့စစ်တပ်ကိုပြည်သူလူထုကရတဲ့နည်းနဲ့တုံ့ပြန်နေတာလုံးဝလက်မခံဘူးသူတို့နိုင်တဲ့အပိုင်းတွေမှာပါဝင်နေတာနောက်ဆုံးတန်ဖိုးတီးလို့ရတယ်ဆိုရင်တော့မှသူတို့နိုင်တဲ့အပိုင်းကိုသူတို့လုံနေကြရဲဆိုတဲ့ပုံစံမျိုးဒါပြရုပ်တစ်ခုဖြစ်တယ်ဒါအားရကြကောင်းတယ်ပေါ့နော်အဲ့ဘယ်လိုပဲဖြစ်ဖြစ် ်မဟုတ်ကိုတော့စစ်ကောင်စီကလွယ်လွယ်နဲ့ရနိုင်စရာအကြောင်းတော့မရှိဘူးပေါ့နော်နောက်တစ်ခုကလည်းဒါစစ်ကောင်စီရဲ့ရုပ်မာမှုပတ်ဆက်မှုကိုကျွန်တော်ပြောရမှာပေါ့နော်အဲ့ဒါကဒါတေးဥဆောင်ဖွေးဖွေးနဲ့ဒါအလင်းရောင်အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေလည်းကြားရမှာပေါ့နော်ပြီးတော့ဒါဖွေးဖွေးကတော့ပြန်လွတ်လာပြီအလင်းရောင်ကတော့ကြံနေသေးတယ်ဆိုတဲ့ပုံစံမျိုးလည်းတွေ့ကြလိမ့်မယ်သတင်းတွေကတော့အမျိုးမျိုးတက်တာပေါ့လေနော်အဲ့ဒီမှာဗာပြစ်လဲဆိုတော့ဒါစစ်လော်ဘီဘက်ကကောင်တွေကလည်းပြောကြရရှိတာပေါ့ဗျာအဓိကတော့ဒီရွေးကောက်ပွဲဝါဒဖြန့်ချေကံပိုင်းရိုက်ကူးတာကိုမပူပေါင်းမပါဝင်ပေးလို့ဆိုပြီးတော့အခုလိုမျိုးဖမ်းဆီးရဆိုတဲ့အကြောင်းသိရတယ်ပေါ့နော် အဲအဲ့တော့ဒီ lobby တွေပြောရပုံစံကသူကနိုင်ငံငိုပေါ့နော်တိုင်းပြည်ကိုအဖျက်မောက်လုပ်တော့ကထိတ်ဆုံးကထွက်တယ်တဲ့အဲပြောချင်တာဆန္ဒပြကာလတွေမှာရှေ့ဆုံးကနေတာအော်ခဲ့တဲ့ဟာတွေဘာတွေရှိမှာပေါ့နော်အဲအဲ့လိုဟာမျိုးတွေကိုဒါသူကတိုင်းပြည်ကိုဖျက်ဆီးဖို့ဆိုတဲ့ပုံစံမျိုးနဲ့တုံးတုံးတယ်ပြီးရင်တိုင်းပြည်ကိုကူညီပါဆိုတဲ့ခါကျတော့မပါဘူးပေါ့နော်အခုဝါရဖြန့်ကမ်ပိန်းနဲ့ပတ်သက်လို့ရိုက်ကူးပေးဖို့ပြောတဲ့ဟာကိုကျတော့သူကတိုင်းပြည်ကို အာကုညီဖို့ဆိုပဲပြောတယ်ဗောနော်တိုင်းပြည်ကောင်းဖို့အတွက်ဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားတိတ်ယုံကြကောင်းတဲ့ကောင်းနေဗောနော်အဲ့ကောင်းနေဗဇက်တွေရဗောနော်ဒါကြောင့်ဒါအမှုပညာတဲ့တော်တော်များများသူကပူပေါင်းပါဝင်သွားပြီဆိုတဲ့ပုံစံမျိုးပြောမပါဝင်လို့မှမရတာမင်းတို့ကောင်းနေမမတ်ရင်စိုးစိုးပွဲပွဲလုံနေတာလေအဓိကဒီပြည်တွင်းထဲမှာဗောနော်ဘဲမှလည်းထွက်ခွင့်မရအောင်သူတို့ပိတ်ပင်ထားတယ် ထွက်မယ်ဆိုရင်သူတို့စီကိုလာပြီးတော့အကျူတင်ပြီးတော့အကြောင်းကြားခိုင်းတယ်ပြီးတော့နေသူတို့ဆက်သွယ်တယ်ဆက်သွယ်လို့မရတဲ့ခါကျတော့ဖမ်းမယ်စီးမယ်ပေါ့နော်ဒါမျိုးပုံစံမျိုးတွေလောက်တာကမင်းတို့ကအနိုင်ကျင့်တာအဲ့ဒါကိုဘာပြောသွားသေးလဲဆိုတော့သူကဒီမေတ္တာရက်ခံတာကိုတဲ့ဒါဒီဘက်ကဒါတော်လိုင်းအင်အားစုတွေဒီအမှုပညာရေဝန်အဖွဲ့တွေကပေါ့နော်အနိုင်ကျင့်တယ်ဆိုပြီးတော့မြင်နေတယ်တဲ့အနိုင်ကျင့်တယ်ဆိုပြီးမြင်ပါဘောပြီးရင်ဒီလိုမျိုးမပူပေါင်းကျင်ဘူးဆိုတဲ့ဟာကမင်းတို့ကမင်းတို့လုံမဲ့ရွေးကောက်ပွဲကအတူရောက်ရွေးကောက်ပွဲဖြစ်နေတဲ့အတွက်အခုလိုမျိုးမပူပေါင်းကျင်တာ အဲဥစ္စာကမှသူတို့ကဒါနိုင်ကျင်တယ်ဒီလိုမျိုးမလုပ်ပေးလို့သူတို့ဖမ်းတဲ့ခါကျတော့အနိုင်ကျင်တယ်ပေါ့နော်အတင်းကျပ်ရိုက်ခိုင်းတယ်ဆိုတာအနိုင်ကျင်တာမဟုတ်ဘူးဆိုရယ်ပုံစံမျိုးပဲဗပူပေါင်းလို့အပြစ်တင်တယ်ဆိုရယ်ပုံစံမျိုးတော့သူကပြောသွားသေးတာအတိကတော့ဒီလိုမျိုးလောက်ရက်တွေကိုမပူပေါင်းဆိုတာကပြည်သူရဲ့အမုန်းကိုမခံနိုင်လို့ရှေ့မှာဘလောက်ထိခံစားနေရတယ်အားလုံးမျက်မြင်တွေ့ပဲပေါ့နော်အဲ့တော့ကျတော့ ဲအခုလိုမျိုးပုံစံမျိုးနဲ့သူကနိုင်ကျင့်လို့ရတဲ့ဟာကြီးကိုဂုံစာပြီးတော့ပြောနေရရဲ့တိတ်ယွန်းစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါဖွေးဖွေးအလင်းရောင်ဒါလုံးဝဖုံးခေါ်လို့မရဘူးပေါ့နော်ရှေ့မှာတော့မှဒါဝင်းမင်းမောင်ရဲ့ဒါမင်္ဂလာပွဲကိုတက်သွားသေးတယ်ပေါ့နော်အဲကိုမအားလို့ရှင်လဲတဲ့ဒါဖုံးပြန်ခေါ်ရတယ်ပေါ့နော်ကိုထက်ကြီးရဲ့သူတယောက်ကဖုံးခေါ်ထားတယ်အဲဥစ္စာကိုမကန်လိုက်မိဘူးဆိုရင်တော့မှသူအားတဲ့အချိန်ကျရင်ပြန်ပြီးတော့ဖုံးခေါ်ရတယ်ပေါ့နော်ဒါဟာဒီလိုမျိုးမလောက်ချင်းရပေါ့နော်ဒါလူရင်ကျင်းမှုမရှိဘူးဆိုပြီးတော့သူက မမှန်ရဲသူကပြောသွားသေးတယ်ဗောနော်အမှန်တကယ်ကမင်းတို့ကောင်တွေကိုကိုကိုနားလေရမှာမင်းတို့စီကိုဖုံးပြတ်မခေါ်ဘူးဆိုရင်လည်းမင်းတို့နဲ့မဆက်ဆံခြင်းလို့မင်းတို့နဲ့မပတ်သက်ခြင်းလို့မင်းတို့ပြောသမျှစကားတွေနားမထောင်ခြင်းလို့အဲ့လိုမျိုးပုံစံမျိုးကိုမင်းတို့သိရမှာဒါပေမဲ့လည်းမင်းတို့ရဲ့ပုံစံကိုကဗောနော်မမှန်ရဲလှုပ်ဖို့အတွက်ပဲစဉ်းစားနေတဲ့ကောင်တွေဖြစ်တဲ့အတွက်ဒီလိုဖုံးမခေါ်တာငါတို့ကိုဘာလို့ညာလို့အဲ့ဆိုရင်ငါတို့ရဲ့အကြောင်းသိအောင်ပြရသေးရဗောဆိုတော့ရုံမာတဲ့စောက်ကျင်နေကြောင်းမလို့အခုလိုမျိုးလှုပ်ရက်တွေလှုပ်တာဗောနော်အဲ့တော့ပြောသွားသေးတယ်ဒါမမှန်ရဲဗောနော်တမိုင်းဝင်ခြင်းရောဒါအင်းစိန်ကနီးနီးလေးဗောနော် ထောင်ထဲမှာတောင်ထဲမှာမြင်ရလိမ့်မယ်တော့လက်ထိတ်တန်းလိုက်နဲ့တွေ့ရလိမ့်မယ်တော့ဒါမျိုးကြီးကြရင်လည်းတို့စိတ်ကောင်းမှာမဟုတ်ဘာညာနဲ့အဲ့လိုမျိုးပေါ့နော်ဟိုလုံးဝပြာယွန်စရာကောင်းလောက်အောင်ပုံစံမျိုးကြီးတွေပြောသွားတယ်တွေ့ရတယ်ပေါ့နော်အဲ့တော့တို့ပြောဆိုသွားတဲ့ဟာတွေအကုန်လုံးကတို့ဘက်ကအမှန်ဆိုတဲ့ပုံစံမျိုးကြီးပဲပြောသွားတာဆန္ဒပြတဲ့ဟာကိုလည်းလူလူရဲ့ဆန္ဒထုတ်ဖော်မှုကိုလည်းတို့ကတိုင်းပြည်ကိုဖျက်ဆီးတယ်ဆိုပြီးတော့ပြောသွားတယ်အဲပြီးတော့ကြဒီရွေးကောက်ပွဲဝါဒဖြန့်ဇက်ကား ဒါရိုက်ပေးဖို့ပူပေါင်းခိုင်းတဲ့ဟာကိုမပူပေါင်းနိုင်အောင်ကြတော့လေဒါဒါတိုင်းပြည်ကိုမကူညီတာပေါ့နော်တိုင်းပြည်ကောင်းစားဖို့အတွက်မပါဝင်မပူပေါင်းတာဆိုတဲ့ပုံစံမျိုးတွေလည်းပြောသွားတယ်ဆိုတော့ဒါသူတို့လှုပ်သမျှဟာတွေသူတို့ကအမှန်လို့သူတို့ကလုံးဝတဖက်ပိတ်လုံးဝပိတ်ပြီးတော့ကိုပြောထားတာပေါ့နော်အဓိကသူတို့နောက်ကမှစဉ်းစားမှာကအာငါတို့နဲ့မပူပေါင်းဆိုတာငါတို့ရဲ့လှုပ်ရက်တွေကိုသဘောမတူလို့ငါတို့ရဲ့လှုပ်ရက်တွေကိုရှုံချလို့ငါတို့ရဲ့လှုပ်ရက်တွေကိုယွန်လို့အဲအဲ့လိုမျိုးဆိုတဲ့ဟာကိုသူတို့သိရမှာ အဲ့လိုယွန်စရာကောင်းတဲ့လောက်ရက်တွေကိုလုံနေတဲ့ကိုစောက်ကျင်ကိုပြန်ပြီးပြင်ရမှာဒါပေမဲ့အဲ့လိုပုံစံမဟုတ်ဘဲနဲ့သူများကိုလိုက်ပြီးတော့ပြဿနာရှာတယ်အခုဆိုအကုန်လုံးကတောင်းကနေနေဖြစ်ကုန်တာပေါ့ဗျာပြီးတော့ကြဒီအမှုပညာနဲ့ပတ်သက်တယ်ဆိုရင်ဒီအခန်းကဏ္ဍကအရန်ကြီးကြီးတယ်ဆိုတော့ဟာကိုသူကသိထားတယ် သိထားတာကြောင်းမလို့ပဲဒီလိုမျိုးအမှုပညာရှင်တွေကိုအသုံးချဖို့အတွက်စူးစမ်းတာအဲ့တော့ပြည်သူနဲ့အမှုပညာရှင်တွေရန်တိုက်တယ်ပေါ့နော်အဲ့တော့အကုန်လုံးကတော့ဂျင်းနဲ့ချက်တဲ့ဆိုတဲ့ပုံစံမျိုးတွေမြင်တွေ့နေရတယ်ဒါဟာအာနာရှင်ရဲ့လောက်ရပဲပေါ့နော်အာနာရှင်ဆက်ဆံမဲ့ဒီကောင်တွေကတော့ဘယ်တော့မှမဆိုတနက်ထောက်ပြီးတော့သူတို့လှုပ်ချင်တဲ့အတိုင်းသူတို့ဖြစ်စေချင်တဲ့အတိုင်းကိုခိုင်းပါပဲပေါ့နော်အဲ့တော့ ဒီကောင်နေမရှိဖို့အတွက်ကိုကျွန်တော်တို့အများကြီးစ조사ဖို့လိုတယ်အဲ့တော့ရွေးကောက်ပွဲဝါဒဖြန့်ဖို့အတွက်ကမ်ပိန်းရိုက်ခိုင်းတဲ့အခါရိုက်ပေးလိုက်ကြတဲ့သူတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်ဒီတော့ဒါနာမည်တွေကတော့ဒါထွက်လာပြီဆိုတဲ့အခါကျရင်လည်းသိရလိမ့်မယ်ပေါ့နော်ချုပ်သတင်းနာနာရည်လည်းဒါကြိုတင်ပြီးတော့ရင်းနေကြရတော့တွေ့ရတယ်အဲ့တော့တချို့ကကြတော့ဒါဒီလိုမျိုးကမ်ပိန်းရိုက်တဲ့ထဲမှာတော့မပူပေါင်းနိုင်ဘူးဒါပေမဲ့ တခြားနေရာကနေကူညီဆိုရင်တော့ကူညီမယ်ဆိုတဲ့ပုံစံမျိုးနဲ့ driver ဝင်လုပ်ပေးတာမျိုးရှိတယ်။အဲ့ဒီ driver တဲမှာကိုပဲပေါ့နော်။လုံးဝအရင်နှုံးကတော့အနည်းအခုကျမှလုံးဝဘောပြေးမတဲ့တာကူးလိုကောင်းနေလဲပါတယ်ပေါ့နော်။အဲ့တော့ထွက်လာကြလိမ့်မယ်ဒီစင်းတွေကလည်းဖုံးကွက်ထားလို့ရတဲ့အရာတွေတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဘသူကဘာလဲဆိုတဲ့ဟာတွေလည်းပို့ပြီးတော့တဲတဲကိုပဲမြင်ရမယ့်ပုံစံမျိုးတော့ရှိတာပေါ့လေနော်အဲ့တော့စစ်ကောင်စီကတော့နီးမျိုးစုံနဲ့ဖိအားသုံးပြီးတော့ခိုင်းစေတဲ့ပုံစံမျိုးတွေကိုကဏ္ဍအစုံမှာလုပ်နေတာပေါ့နော်ပြည်သူဆိုလည်းပြည်သူတယောက်လုပ်တဲ့အမှုပညာဆိုလည်းအမှုပညာတယောက်လုပ်တဲ့ ဒါပေမဲ့ဓာရီအားလုံးကသူတို့ရဲ့ကိုချိုးအတွက်လုံနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်ပြည်သူတွေသဘောပေါက်နားလည်ကြဖို့လိုတယ်။အဓိကတော့စစ်ကောင်စီမရှိမှပဲနိုင်မယ့်အခြေအနေအခုကျွန်တော်တိုင်းပြည်ကြီးကတကယ်ကိုကတောင်းကနေနေဖြစ်နေတာပေါ့နော်။လူငယ်လဲလူငယ်လျောက်အလူကြီးတွေဆိုလူကြီးငြိမ်မနေရဘူး။အတခြားလူလက်ပိုင်းဆိုလူလက်ပိုင်းအဆင်မပြေဘူး။အဲ့လိုပုံစံမျိုးအလောက်ကန်ခွင်လက်ရှားပါးချက်ကလက်လန်တယ်။အဲ့လိုပုံစံမျိုးတွေကြီးပဲဖြစ်နေတယ်။သူတို့ပြောတဲ့တိုင်းပြည်နေမကောင်းဘူးဆိုတာအဲ့ကောင်နေမင်းတို့ကောင်နေလုံးလို့မင်းတို့ကောင်နေလုံးလို့နေမကောင်းတာအဲ့တိုင်းပြည်နေမကောင်းဘူးဆိုတာအဲ့မင်းတို့ကောင်နေတာမရှိကြီးချက်ချင်းလန်ငင်တိုင်းပြည်ကငေါက်ကနေထထိုင်တယ်တကယ် အဲအကြောင်းမလို့မင်းတို့ကောင်တွေလောက်ရက်တွေကယွန်စရာကောင်းတယ်လို့ပြောတာပေါ့နော်အဲ့တော့ပြည်သူကိုနှိမ့်ဆက်ဖို့ပဲလုံနေတဲ့ကောင်တွေပြည်သူကိုနှီးမျိုးစုံနဲ့ဒါချင်းချောက်ဖို့ကြက်ကင်ဖို့ပဲလုံနေတဲ့ကောင်တွေမြ мян ဒါကွဲပြောက်သွားမှာပဲအေးမဲ့အနေထားပေါ့နော်နောက်တစ်ခုကတော့ဝမ်းသာစရာအားရစရာပေါ့နော်အဲ့ဒါက ကိုစိုက်တဲ့အတိုင်းကိုပြန်ရိတ်သိမ်းရတာပါအဲဂျာယိုကော်ပရာကိစ္စပေါ့နော်ဂျာယိုကော်ပရာနှစ်စီးမှဒစီးပြတ်ကြတယ်ဖြူးမြုံနေတယ်မှာပေါ့နော်အဲ့ဒါနှစ်စီးတော့ကျဲတယ်ကျဲပြီးပြန်လာတဲ့အချိန်မှာဒစီးပြတ်ကြပြီးနှစ်ကောင်သေးတာပေါ့နော်အဲ့တော့အဲ့ဒါကဖြူးမြုံနေမကြီးကုန်းတောင်ကျေးရွာကိုတိုက်ပွဲမရှိဘဲနဲ့ပြည်သူတွေကိုပုံသားကျဲတာအဲ့လိုတော့ကျဲတာကျဲပြီးအပြန်မာနေကာလနာတိုက်တာညွန်စရာကောင်းတဲ့ကောင်တွေပေါ့နော်ကာလနာတိုက်တာနှစ်စီးသွားတာအပြန်မာနှစ်စီးတွေကဒစီးပြတ်ကြတယ် အဲ့တော့အဲ့ဖြစ်စဉ်မှာဖြစ်ခင်မှာနိုဝင်ဘာ6ရက်နေ့17:55မိနစ်မှာအရက်သားပြည်သူတွေနေထိုင်ရနေရာကိုမုံအခြေဆိုင်ခမရ990ကနေပြီးတော့120မမနဲ့ပြစ်တယ်အဲနောက်ထပ်ပေါ့နော်အသေးခံ drone တစ်စီးနဲ့လည်းထပ်ပြီးတော့တိုက်ခိုက်တာရှိတယ်အဲ့ဒါပြီးတော့ဒါ6ရက်နေ့အဲ့နေ့နေ့လယ်တနာရီခွဲမှာကြာတော့စစ်ကောင်စီကအဲ့မကြီးကုန်းတော့ကြေးရအောင်တိုက်ပွဲမရှိဘူးနော်အရက်သားပြည်သူရဲ့နေနေအရက်သားတွေကိုပေါ့နော်ပြစ်မှတ်ထားပြီးတော့ဒါဂျိုင်ဂိုရာနှစ်စီးနဲ့ဘုံနှလုံးသွားပြီးတော့ကျဲချတိုက်ခိုက်ခဲ့တယ် ဲ့တော့အဲ့ကျဲချမှုကြောင့်မလို့ဘလောက်ရင်နာစရာကောင်းလဲဆိုပါတော့နော်အဲ့ကျဲချမှုကြောင့်မလို့အသက်55နှစ်ရွယ်ဥမောင်ငယ်ဆိုတဲ့ပြည်သူတူဘိုက်ပွင့်ပြီးတော့တည်ဆုံးခဲ့ရတည်ဆုံးရတယ်ပေါ့နော်နေအိမ်6လုံးပျက်စီးသွားတယ်ဒီကောင်နေမယိုင်းခဲ့တဲ့လောက်ရဲကြောင့်မလို့ပေါ့နော်ဘာမှတိုက်ပွဲမရှိပဲနဲ့ပြည်သူပဲရှိပါတယ်ဆိုတဲ့နေရာကိုသွားပြီးတော့ကျဲချခဲ့တာပေါ့နော်အဲ့လိုကျဲချခဲ့တဲ့ဂျိုင်းကော်ပိုရာ2စီးအဲ့2စီးတဲကတစီးကအပြတ်မှာပြတ်ကြတယ်2စီးလုံးပြတ်ကြတယ်အမှအမှန်တော့ပြတ်ပြတ်ကြတာပြီးရင်အောက်ကိုရောက်တဲ့ချိန်မှာချက်ချင်းမတည်အောင်မတည်ဘဲနဲ့တော်လိုင်းတက်ဖွဲ့တွေဖမ်းမိလိုက်ရအောင် ဖမ်းမိလိုက်ပြီးတော့အဲ့ခါကျမှစီရင်ရမှာစီလားဒီကောင်လေးကိုကျွန်တော်အဲ့လောက်ထိကိုယွံယွံမုန်းနေပေါ့နော်အခုကြည့်လေသူတို့ကျဲချသွားတဲ့အတွက်ဘာမှအပြစ်မရှိတဲ့ပြည်သူတို့ကဘိုက်ပွင့်ပြီးတော့တိတ်ဆုံးသွားနေနေ၆လုံးပြက်စီးတယ်ဒီကောင်လေးလုံးဝသူများဒီလိုင်းကမ်းမှာပဲနေရတဲ့ကောင်လေးဆိုတော့သူများအိမ်တွေကိုပေါ့နော်လိုက်ပြီးတော့ဖျက်ဆီးဖို့အတွက်ပဲရုတ်ရုံမှာလှုပ်နေတာပေါ့နော်အဲ့တော့ဒါစစ်ခွေးနှစ်ကောင်တည်တယ်ဆိုပြီးတော့ဒါတိတ်ဆုံးတယ်ဆိုပြီးတော့ပကိုးတိုင်းစစ်ဌာနကဒါထုတ်ပြန်ထားတာရှိတယ်ပြက်ကြတိတ်ဆုံးတဲ့ဒါခွေးတွေနှစ်ကောင်ကိုလိုက်ပြီးတော့ ဒါစစ်ကောင်စီဘက်ကလိုက်ပြီးရရှာဖွေနေတယ်ဆိုပြီးတော့လည်းဒါထုတ်ပြန်ထားတာတွေ့တယ်ပေါ့နော်အဲ့တော့ဝက်ကတော့နေကုန်မကူလို့ပြောရမှာဝက်ကနောက်ဘွားမဟုတ်ဘူးနေကုန်မကူအခုစစ်ကောင်စီဖြစ်နေတာအခုတော့ကျဲအခုပြန်ခုသေးပဲအဲ့လိုပုံစံမျိုးကိုဖြစ်နေတာကောင်းတယ်အားရတယ်ကျွန်တော်အဲ့ဒါပြည်သူမြစ်တာပဲပြည်သူကနေစဉ်နဲ့မြတ်တာတွေပို့နေတာပြည်သူကနေစဉ်နဲ့မြတ်ဆူတောင်းနေတာဒီကောင်းနေကာလနာတိုက်အောင်လို့ပေါ့နော်အခုဆိုတကယ်ပြည်သူကဒီလင်းရင်တန်တွေပါကြားတယ်ပေါ့နော်လင်းရင်အတက်စင်းတန်တွေအတက်စင်းတန်တွေအဲ့လိုမျိုးတွေကြားပြီးရေးဆိုတဲ့အခါကျရင်ဆူတောင်းတာနှစ်ခုပဲရှိတယ်ပထမဆူတောင်းက အဲ့လေနေပြတ်ကြပါစေပြစ်ချခံရပါစေအဲ့ဆူတောင်းတောင်းတယ်ဒုတိယတစ်ခုကတော်လိုင်းတက်ဖွဲ့တွေအန်နီရကင်းပါစေအဲ့ဆူတောင်းမတောင်းအဲ့ဆူတောင်းနှစ်ခုပဲတောင်းတာအဲ့တော့ဆူတောင်းနှစ်ခုလုံးပြည့်နေတာအခုချိန်မှာတော့ဒါဒီကောင်းနေလုံးဝကာလနဲ့တိုက်နေတာဗောနော်အဲ့တော့အခုဖြစ်စဉ်ကဒါကျွန်တော်လည်းပျော်ယုံကလွယ်ပြီးမတက်နိုင်ဘူးဗောနော်ဘာမှမတက်နိုင်အောင်မှန်တကယ်အားတော့မရဘူးဗျနှစ်စီးလုံးဖြစ်လိုက်အောင်ပါပြည့်အောက်ရောက်တဲ့ချိန်မှာချက်ချင်းမသေးစေချင်ဘူးတကယ်တကယ်ပြောတာချက်ချင်းမသေးစေချင်ဘူးတော်လိုင်းတက်ဖွဲ့တွေလက်ထဲမှာမိလိုက်အောင်ပါဗျာမိရဲ့ခါကျမှ တကယ်အဲ့လိုဖြစ်လိုက်ရမှာပေါ့နော်အဲ့တော့ကိုလှုပ်သမျှကိုခံရမှာပဲကိုစိုက်သမျှကိုရိတ်သိမ်းရမှာဆိုတာဒါအောင်ပြောတာပေါ့နော်ရှေ့ကောင်းစီနေစဉ်နဲ့မြပြည်သူကိုတက်ဖြတ်ဖို့အတွက်ပဲဥတည်ပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်အခုသူတို့ရဲ့ဟာလေအကျိုးပေးတာပြန်ပြီးကျိုးပေးတာပြည်သူရဲ့မြေတားရဲ့ဆူတာအားရကျွန်တော်ဝမ်းသာကြည်နဲ့တယ်ပီတိပြတကယ်တောက်လျှောက်တောက်လျှောက်လဲအဲ့လိုပုံစံမျိုးဖြစ်ပါစေထပ်ပြီးတော့ပြောပြောနေတယ်ဆူတောင်းနေတယ်ပေါ့နော် ပြီးတော့ကြဒီကောင်းနေ့ဂျိုင်ယိုကော်ပိုရိုက်ပါလေဆိုတော့တောင်းလျှောက်ကိုကျဲနေရလို့ဖြစ်မယ်အဲ့လိုမျိုးချွတ်ရင်းပြီးတော့ပြတ်ကြရဲဆိုတော့လေအဲ့ကြတော့ဒီဘုံကျဲတိုက်ခိုက်မှုတွေအတွက်ကိုဘလောက်တောင်မှဒီကောင်းနေ့ဆက်ရထက်တန်နေသလဲဆိုတဲ့ဟာပေါ့နော်ဆက်တောင်မှပြတ်တယ်မခံနိုင်ဘူးတော်တော်ကိုမယိုင်းဆုပ်ပဲတဲ့ကောင်းနေပေါ့မြများသေးရမှာအဲ့ကောင်းနေနောက်တစ်ခုကတော့ဒါအာရခတက်တော် A နဲ့ဆိုင်တဲ့ကိစ္စပေါ့နော်အဲ့ဒါကဘင်္ဂလားဒေ့ရှ်နေဂျာဆောင်တက် BGB စကန်းကနေပြီးတော့အာခတက်တော် A ရဲ့လုံခြုံရေးတက်စကန်းကိုလက်နက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့တယ်ဆိုပြီးတော့တရေသတင်းတစ်ခုရတယ်ပေါ့နော်အဲ့တော့ မောင်နှုံနေဆက်ကသူတွေစီကနေကျွန်တော်တို့သိရတယ်အော်တိုဘာ9ရက်နေ့ညနေမှာဘင်္ဂလားဒေ့ရှ်နေကြားဆောင်တက် BGB ရဲ့ BB22 အဲအဲ့ဒီကနေပြီးတော့ဒါကင်းစကန်းကနေပြီးတော့ဒါရခိုင်ပတ်ချမ်းမှာရှိတဲ့အာခတ်တက်တော် A ရဲ့အထက်ကြီးကျွန်းဒါလုံကျွေးစကန်းကို AK နဲ့ပေါ့နော် AK တနတ်နဲ့ကြီး၄တောင်ပြက်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့သိရတယ်ဒါဘင်္ဂလားဒေ့ရှ်နေကြားဆောင်တက်ကဒါ BGB အရာရှိအချို့ကပေါ့နော်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာဒီ ASA တို့ ISO တို့ အဲအဲ့လိုအဖွဲ့တွေကိုဒါအကြမ်းဖက်အဖွဲ့တွေကိုအားပေးထောက်ခံပြီးတော့ပံ့ပိုးကူညီတာတွေလည်းရှိတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဘင်္ဂလားဒေ့ရှ်နယ်ပယ်အချမ်းပါပေါ့နော်သူတို့ရဲ့နေပိုင်နဲ့ထဲမှာဒါအကြမ်းဖက်အဖွဲ့တွေကိုဒါစကန်အချို့ကိုခိုင်းမှခြေချတက်ဆွဲဝင်ပြုထားတယ်လေအများကြီးရှိတယ်ဆိုပြီးရှေ့မှာပြောခဲ့တယ်အဲ့တော့လက်နက်မျိုးစုံခဲယမ်းမျိုးစုံလည်းထောက်ပံ့ပေးနေတာရှိတယ်တစားတစားဒီကောင်တွေပို့ပို့ပြီးရဆိုးလာတယ်ပေါ့နော်အခုဆိုရင်ဒါမဲ့လက်နက်ငယ်နဲ့လှမ်းပြီးတော့ပြစ်ခတ်တဲ့ပုံစံမျိုးတွေလည်းရှိလာတယ်ဆိုတော့ဒါတစ်ခုရှိတာတော့ဒီ BGB စကန်ကနေပြီးတော့ပြစ်တယ်ဆိုပြီးတော့သိရပေမဲ့လည်း အဲ့နားမာရင်ကိုပဲခုနလိုအကျံဘက်ဖွဲ့တွေရှိအာစာဖွဲ့တွေရှိမယ်အဲဆိုဖွဲ့တွေရှိမယ်အဲ့ကောင်တွေကပြစ်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော်အဲ့တော့ဒီကောင်တွေနေနဲ့အခုလိုမျိုးသွေးတို့ဆန်းလာနေတာတွေကအာခတ်တက်တော်ရဲ့ပြင်ဆင်ထားတဲ့တမနှစ်မနဲ့တော့တွေ့တော်မယ်လို့ဒါပြောရလိမ့်မယ်ဗောနော်အဲ့တော့တိုက်ဆွမ်းရင်ကောင်းတဲ့တမနှစ်မကတော့လက်သွေးနေလောက်ပြီဒီကောင်တွေအခုလိုမျိုးတွေအဖြတ်မောက်လုပ်ငန်းတွေထပ်ပြီးတော့လုပ်မယ်နောက်ဆက်တိုက်ခိုက်တာမျိုးတွေလုပ်မယ်ဒါဒီဘက်မှာရှိတဲ့အချုပ်ချာအာဏာကိုထိပါမယ်ဟေ့ဆိုရင်တော့ ညင်ခံနေမှာတော့မဟုတ်ဘူးပေါ့နော်ရှေ့တခြားမှာလည်းဒေသခံပြည်သူတွေရဲ့လုံခြုံရေးကိုထိပါစေတဲ့အသက်အန္တရာယ်ကိုမမှန်ရန်တပ်ဖြတ်တာမျိုးတွေလုပ်တယ်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်တာတွေလုပ်တယ်အဲကြအဲ့လိုမျိုးလုပ်ရက်တွေကိုတော့အကျိုးဆက်ကတော့လာတော့မယ်လို့တော့ထင်တယ်ပေါ့နော်အဲ့တော့တခုထက်တွင်းစဉ်းစားရမှာဗာလဲဆိုတော့ငါးခါတတော်အင်းကြီးကလက်ရှိအခြေအနေမှာစစ်ကောင်စီရဲ့အာယုံဆိုင်မှုကိုအပြည့်အဝခံနေရတာ တကယ်ပြောရင်စစ်ကောင်စီလောက်လောက်လာလာတိုက်ရမယ်ထဲမှာအခအတက်တော် A ကထိတ်ဆုံးမှရှိနေတာဗောနော်အဲကြောင့်မို့ဒါမြောက်ပိုင်းဘက်မှာပြစ်ခတ်တွေရက်သွားပြီဆိုတဲ့အချိန်မှာ A ဘက်ချမ်းကိုပုံအောပြီးတော့သူတို့၃ဝဲပုံစံမျိုးတွေမြင်တွေ့နေရတယ်ဒီလိုအနေထားမျိုးမှာစစ်ကောင်စီကလည်းတစ်ဖက်ကအင်အားအလုံးရင်သုံးပြီးတော့တိုက်ခိုက်မှာရှိသလိုအခုလိုမျိုးဒါနေဆက်နေရာတွေမှာမင်္ဂလာဒေ့ချ်လိုနေရာတွေမှာဒီခုနလိုဗောနော်ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အခြေအနေတွေပုံပုံပြီးတော့ကြီးထွားလာတယ်ဆိုရင်အခတက်တော် A ကအာယုံဆိုင်ရမယ့်နေရာတွေတော့ပုံပုံပြီးတော့များလာနိုင်ခြင်းရှိတယ် ဒါပေမဲ့ကျွန်တော်တို့ကစိတ်ပူစရာတော့မရှိဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ A က A ဖြစ်နေလို့ပေါ့နော်။အဲ့တော့တေချာကိုကင်တွယ်ပြီးတော့စီမံနိုင်မယ်လို့လည်းကျွန်တော်တို့ကယုံကြည်တယ်။အဲ့တော့စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကလည်းဒီရက်ထဲမှာပူပူပြီးတော့လှုပ်လာတယ်။အဲ့တော့ဘာလဲဆိုတော့ဒီ A တိမ့်ပိုက်ထားတဲ့နေရာတွေကိုစစ်ကောင်စီကစစ်သင်းမောတွေပေါ့နော်။စစ်သင်းမောတွေနဲ့စီးရေးလှုပ်ရှားတာတွေပူပြီးတော့ဒါများများတွေးလာရတယ်ပေါ့နော်။အဓိကတော့ဒါအခုရပိုင်းစစ်ကောင်စီရေတက်သင်းမောတွေကရေသေးတောင်မောင်တော်ပေါတော်ရံပြဲတန်တွဲကွာ အဲ့နားတွေကနေပြီးတော့နေရာတွေမှာပေါ့နော်ဒါစီရေးလှုပ်ရှားတာတွေစစ်သင်္ဘောသွာလာတာတွေအတက်ဆင်းပြုတ်လောက်တာတွေနဲ့ကင်းထောက်တာတွေပို့ပြီးတော့လှုပ်လာနေတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒီနေရာတွေကသိရတိုင်းပဲဒါတန်တွဲတော့ ग्वा တော့ပေါ့နော်အဲ့လိုနေရာတွေဆိုရင်ဒါစစ်ကောင်စီကပြန်ပြီးတော့ဒါယူမယ်ဆိုပြီးတော့ကြွေးကြော်ထားတဲ့နေရာတွေဖြစ်တယ်တပ်မတော်ကနေပြီးတော့တန်တွဲ ग्वा အန်တောင်ကုတ်စတဲ့ဒီ၄မြို့နယ်ကိုမကြာခင်မှာပြန်ပြီးတော့ဒါတိမ့်ပိုက်တော့မယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့ဝါရက်ဖြန့်တာတွေရှိတယ်အယုံသွင်းနေတာတွေရှိတယ် အဲပြီးရင်စိတ်နဲ့မျက်နှာလှုပ်ပေးနေတာတွေရှိတယ်ပြီးတော့အဲ့လိုနေရာမျိုးတွေကိုပေါ့နော်ငုံဝအဲသူကဒီတရင်ပေးပုံစံမျိုးတွေအမာခံပုံစံမျိုးတွေဆေလွတ်နေတယ်ဆိုတဲ့ပုံစံမျိုးယုတ်တိရှိအောင်မပြောဘူးယွန်စရာအုံနောက်တွေသိလားအုံနောက်ကကြက်မပြည့်ဘူးဆိုတာဒီကောင်ကြီးကြက်ကြော်ရဲလာဂုတ်ကတ်နေတဲ့ကောင်တွေအဲ့ကောင်တွေဘာဖြစ်လို့လဲဆိုတော့သူတို့စီကလှုပ်ထားပါတယ်ဆိုတော့ဒါတယိုလိုကောင်မျိုးကိုသူတို့လှုပ်ထားတဲ့အကြောင်းဘယ်သူကပြောမှာပြောပြော ဲ့လိုမျိုးပေါ့နော်ယုတ်တိမရှိတဲ့ဟာမျိုးတွေနဲ့ပဲသူတို့မှာဝါရဖြန့်နေရတယ်ဆိုတဲ့အကြောင်းလေဒါတဘာတည်းထည့်ပြောချင်တာပေါ့နော်အဲ့တော့ဒါစစ်တွေမျိုး point ကန်းကြီးကဒါအမှတ်3 viewer ရေတက်ဌာနချုပ်မှာလေ ဒီခုနချက်သိမ်းမော်တွေကအခြေချပြီးတော့ဒါချက်သိမ်းတော်မြို့နယ်တဲကဒုံပိုက်ချင်းခါလီကိုးတံကောက်စတဲ့ကျေးရွာတွေနဲ့ဒါမောင်နှုံးမြို့နယ်မြောက်ပိုင်းအထိကိုလှုပ်ရှားနေတာတွေရှိလာတယ်အစစ်တွေကနေပေါတော်မြို့နယ်ကျေးရွာတွေကိုကင်းထောက်တာတွေကြောက်ဖြူနယ်စစ်တွေကိုအတက်ဆင်းပြုတ်လုံနေတဲ့ပုံစံမျိုးတွေလည်းတောက်လျှောက်မြင်တွေ့လာရတယ်ဆိုပြီးတော့ပြောလာရရှိတယ်အဲ့တော့ AA ကလည်းဒီရက်ထဲမှာတောက်လျှောက်ဆိုလိုထုတ်ပြန်ချက်တွေအများကြီးလှုပ်လာရရှိတယ် အားခတ်တော်အေအနေနဲ့ဒါပြည်သူတွေကိုဒါစစ်ကောင်စီကသူတို့ရဲ့ဆုံးရှုံးနေမြေတွေရယူဖို့အတွက်စူးစမ်းနေတာဖြစ်တဲ့အတွက်အပြစ်မဲ့ပြည်သူတွေကိုဥတီပြီးတော့တိုက်ခိုက်တာတွေတောက်လျှောက်လုံးလာလိမ့်မယ်အဲအကြောင်းမလို့ပြည်သူတွေသတိထားကြပါစေရေးအသေးသေးရှိကြပါဆိုတော့ပုံစံမျိုးနဲ့ထုတ်ပြန်ချက်တွေတောက်လျှောက်လုံးနေရရှိတယ်ပင်လယ်ပြင်နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်လည်းဒါငါးဖမ်းနဲ့ဒါရေလုတ်သားတွေပေါ့နော်အဲဒီအဖွဲ့တွေကိုဒါစစ်ကောင်စီကလှမ်းပြီးတော့ဒါပြစ်ခတ်တာမျိုးတွေလက်နေကြီးနဲ့လှမ်းပြစ်တာမျိုးတွေရှိလာတဲ့အတွက်ဘယ်ချိန်မှဖမ်းရမယ်ဘယ်ချိန်မှမဖမ်းရဘူးအဲကန်နီကန်ဝေးဒါမျိုးပုံစံမျိုးတွေတတ်မှတ်ပြီးတော့ အဲ့လိုမျိုးမြင်တာနဲ့ဘယ်လိုမျိုးလှုပ်ရှားရမယ်ဘယ်လိုမျိုးကန်းုံပြေးရမယ်ဒါမျိုးပုံစံမျိုးတွေအားကြအသေးစိတ်ထုတ်ပြန်တာတွေရှိလာတဲ့အတွက်ပေါ့နော်အခြေအနေတွေကပို့ပြီးတော့တင်းမာလာနိုင်ရရှိတယ်ပြီးတော့စစ်ကောင်စီကလည်းခုနကကျွန်တော်ပြောသလိုပေါ့နော်သူအာယုံဆိုင်ရမယ်ထဲမှာအဓိကအရေးကြီးဆုံးဖြစ်နေတာကအာခတ်တက်တော့ AA ဖြစ်တဲ့အတွက်ဒီနေရာကိုအသေးအံသူတို့ရယူဖို့စူးစမ်းလိုက်မယ်စူးစမ်းတဲ့အခါမှာလည်းသူတို့မှရှိသမျှအင်အားအကုန်ထုတ်သုံးလိုက်မယ်ပေါ့နော်အခုတော့ဒါ Navy တွေသူတို့ပို့ပြီးတော့ အဲလှုပ်ရှားမှုတွေပုံမြင်လာရပြီအဲ့ဒီခါတွေကိုပဲအသုံးပြုပြီးတော့စိတ်အားဖြစ်တင်တာတွေစိတ်ကြောင်းထိုးတာတွေလက်နေချင်းပြစ်ကူပေးတာတွေကိုတောက်လျှောက်လှုပ်လာနိုင်ခြင်းရှိတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်